ယတနာအဆောင်လေးကိုဝင်သွားပါလေယတနာအဆောင်ကဝလင်းကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာစိတ်ခတ်တာပါလေသူ့ရဲ့စိတ်နဲ့အလွယ်တကူနဲ့ဝင်လို့ရပါတယ်ထို့ကြောင့်ထုတ်ယူเสียမှာမလိုပါဘူးယတနာအဆောင်ယာပြီးထဲကတစ်ခါပဲထုတ်ပါလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်အဲ့ဒီတစ်ခါကလည်းထုံနေရောမလာခင်ရပါရေဝင်းကြီးဂျူပေါ်မှာကန်တချက်တွေအများကြီးကိုဖွင့်လာပြီးဖွင့်လိုက်ပါလေအားလုံးကစစ်ထုံနဲ့ကန်ကောင်းချင်းပေးဖို့ပါထုံနေအထိဝလင်းကယတနာအဆောင်ကဘာလဲဆိုတာကောင်းလေးဖို့နေပင်မှာဘာကိုကုစားပြုလဲဆိုတာသဘောပေါက်သွားတဲ့အခါစစ်ထုံနဲ့ င်တက်နေတဲ့ပုံစံကိုမှတ်မိနေသေးပါထိုကဲ့သို့ပုံစံမျိုးစစ်ထူနန်စီမှာမြင်ရဖို့ကအရန်ဥမရှားပါတယ်သူကပြန်ကောင်းလာတဲ့အခါစစ်ထူနန်ရဲ့မျက်လုံးတွေကအယောင်တောင်းနေပါတယ်ညဘက်မှာတော့သူ့ရဲ့မျက်လုံးတွေကနေလိုတောက်ပါနေပြီးသူ့ရဲ့ရင်ထဲကစိတ်လှုပ်ရှားမှုကိုပြသနေပါတယ်ကောင်းကင်ဤပညာတွေကိုအစင်းနဲ့အလေလန့်နဲ့အစင်းမြင့်ဖြစ်ခွဲထားရပါတယ်အစင်းမြင့်ကောင်းကင်ဤပညာတွေကရှိပေမဲ့ယခုထိတ်မှာအစင်းနဲ့ကောင်းကင်ဤပညာတစ်ခုကတော့ကပေးတစ်ခုကိုဖြစ်စေနိုင်ပါတယ်အပြန်နဲ့ဇုံကတော့မပြည့်ပြည့်စုံတဲ့ကောင်းကင်ဤပညာတွေပါမပြည့်ပြည့်စုံတဲ့ကောင်းကင်ဤပညာတွေကနေစင်းတက်လာတဲ့ဤပညာတွေက တကယ်ရာတွေထက်အားနည်းတယ်ဆိုတာသိတာပါတယ်အစွမ်းထက်တဲ့ကျဉ်းကျဉ်းသူတွေရပဲပြည်ပစုံနဲ့ကောင်းကင်နီးပညာကိုရယူဖို့အတွက်အရေးချင်းတဲ့အစွမ်းရှိပါတယ်ဒိုးရတဲ့ပြည်စုံနဲ့ကောင်းကင်နီးပညာကအရန်အောင်မှရှားပါတယ်ပြည်စုံနဲ့အလေလက်အစိမ့်မြင့်ကောင်းကင်နီးပညာတွေအကြောင်းစို့ပြောစရာတော့မလိုအပ်ပါဘူး ကျဉ်းကျန်းသူတန်းကိုယူသွသွားစေနိုင်ပါ रे နိဗ္ဗာန်ဖြစ်စီသူကျဉ်းကျန်းသူတွေကတော့အန်အသင့်သွားပါလိမ့်မယ်အမြင့်ဆုံးအဆင့်မှာကောင်းလင့်အကြေဘိုင်ဖန်ခြံထားခဲ့တဲ့ကောင်းလင့်ဒီပညာတွေရရှိရဲဆိုတာသိရင်သူတို့အားလုံးကလည်းယူသွသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ယတနာအဆောင်ကမိုးချိုးကောင်းလင့်ပုံနယ်ပယ်ရဲ့ကောင်းလင့်ဒီပညာအများစုကိုထိမ့်သိမ်းထားပါ रे ပြီးတော့နောက်ဆုံးထပ်မှာကောင်းလင့်အကြေဘိုင်ဖန်ရဲ့ဒီပညာတွေအပြင်ကောင်းလင့်ရဲ့အရှင်တွေအတွက်ဒီပညာတွေကလည်းရှိပါသေးတယ်နိဗ္ဗာန်ဖြစ်စီသူကျဉ်းကျန်းသူတွေအတွက်တော့ကောင်းလင့်ရဲ့ယတနာတစ်ခုလိုပါပဲနိဗ္ဗာန်ဖြစ်စီသူကျဉ်းကျန်းသူတွေကတော့ဒီလိုဖြစ်တဲ့ဆိုရင်တော့နိဗ္ဗာန်အမြန်ရော ပန်းတန်းစင်သူအကြောင်းကိုတော့ပြောစရာတော့မလိုတော့ပါဘူး ထို့ကြောင့်ဝလင်ကယတနာအဆောင်ကိုအလုံးအမသတိထားတာပါစစ်ထူနန်ရဲ့ယတနာအဆောင်ထဲမှာအချိုးကျစုတွေအများစွာကိုရရှိခဲ့ပါတယ်စစ်ထူနန်ရဲ့မျိုးလုံးတွေရပျော်ရွှင်မှုကဝလင်ကစစ်ထူနန်ရဲ့ကျင့်ကြံမှုအစင်ရမတက်လာပေမဲ့သူ့ရဲ့ရည်ချင်းကြောင့်ရရှိခဲ့တဲ့ကောင်းကင်ဤပညာတွေကရန်သူတွေအတွက်ကြောက်စရာကောင်းတဲ့အင်အားတစ်ခုဖြစ်စေမယ်ဆိုတာသိစေပါတယ်ယခုချိန်မှာဝလင်ကဝိညာဉ်စုဆောင်ခြင်းလို့ခေါ်တဲ့အလေအလတ်စစ်ကောင်းကင်ဒီပညာတို့ခုရွေးထည့်ခဲ့ပါတယ်။သဘောပေါက်ပြီးတဲ့နောက်သူကချန်ညီကိုတုံးရဲ့အကူအညီကိုရယူဖို့အတွက်အသုံးပြုခဲ့ပါတယ်။သူတို့ရဲ့မျက်လုံးတွေကနှည်းနေပြီးဘာမှတွေ့နေခြင်းမရှိဘဲအကူအညီ ီးဖို့အတွက်သဘောတူခဲ့ကြပါတယ်။ယခုချိန်မှာဝယ်လင်ကရတနာအဆောင်ရှာဖွေပြီးအစင်းနှိတ်ကောင်းကင်နီးပညာ၄ခုကိုထုတ်ယူခဲ့ပါတယ်။ဝင်းညင်းတန်းစင်ခံရဲ့လက်ရှိသပွဲတွေရဲ့ကြီးကြပ်မှုကပုံမှန်မဟုတ်တဲ့အခြေအနေမှာရှိနေပါတယ်။သူတို့မှဝင်းညင်းတွေကိုကောင်းကောင်းထိချုံနိုင်စွမ်းရှိပြီးသူတို့ရဲ့ကြီးကြပ်မှုတစ်ခုလုံးကဝင်းညင်းအလံတွေပေါ်မှာမူတည်ပါတယ်။ထို့ကြောင့်ဝယ်လင်ကရွေးချယ်ခဲ့တဲ့ကောင်းကင်နီးပညာအလုံးကဝင်းညင်းတွေနဲ့ဆက်ဆက်နေပါတယ်။ဒါဝါရင်ကောင်းကင်နီးပညာတွေကသူတို့ကကြီးကြပ်လို့ရတဲ့အရာမဟုတ်ပါဘူး။ဝယ်လင်ကနီးပညာတွေရဲ့အခြေခံကိုလေ့လာပြီးမှတားမြစ်ထားတဲ့နီးပညာအမျိုးအဖြစ်ခွဲပြီးတော့လွှဲပြောင်းပေးခဲ့ပါတယ်။ ၏။အိုယန်ဟွာအတွက်ကတော့ဝလင်ကလက်မနေခဲ့ပါဘူး။နှစ်ပေါင်းရာနဲ့ချိပြီးအပင်မခန့်လှုပ်ဆောင်မှုအတွက်စူလဲအနေနဲ့ဝိညာဉ်တန်းစဉ်တွေ့ကြုံမှုလို့ခေါ်တဲ့ပြပေးဆောင်တဲ့အစိမ့်နှိတ်ကောင်းကင်ဒီပညာတစ်ခုကိုပေးအပ်ခဲ့ပါတယ်။ဝလင်ကအိုယန်ဟွာကိုအလေလက်အစိမ့်ကောင်းကင်ဒီပညာမပေးခြင်းလို့မဟုတ်ပါဘူး။အိုယန်ဟွာရဲ့ချင့်ချက်မှုကအရန်အောင်မှထူးဆန်းနေလို့ပါ။ဝိညာဉ်လန်69ခုလုံးကိုတုံးရင်အာနာတက်ခြင်းအစဉ်ချင်းချင်းသူတယောက်နဲ့တိုက်ခိုက်နိုင်ပေမဲ့အလန်နီယာမပေါဘူးဆိုရင်သူ့ရဲ့ချင်းချက်မှုကချက်ဆင်းသွားပါလိမ့်မယ်။ ဝိညာဉ်တန်းစဉ်တကြောင်မူကားတော့အိုယံခွာအတွက်ကျင့်ကြံမှုကအရန်အောင်မှခက်ခဲနေပါပြီ။ဘာလို့လဲဆိုတော့ပြေဆုံးတဲ့ကောင်းကင်ဤပညာတစ်ခုဖြစ်နေလို့ပါ။ 73အတွက်တော့ဝလင်ကဘောင်မှနှမျိုးမနေပါဘူးလေဂျီယိုရှာဖို့ကောင်းကင်လိုင်ကိုထဲကိုဝင်သွားပြီးလုံလောက်တဲ့သွေးဆွမ်းရည်ကိုရယူပြီးမှပြန်လာခဲ့ပါတယ်73ကိုလေဂျီရဲ့တောင်ဝင်ဘလူးနတ်ဆိုမျိုးနဲ့သွေးတွေနဲ့စိန်နှားလိုက်တာတူတောင်တဲ့အချိန်တွေမှာပဲသူ့ရဲ့ခန္ဓာကိုယ်မှာကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်စေခဲ့ပါတယ်နာကျင်မှုကတမလူတယောက်ကခန္ဓာရင်ရှိတဲ့အရာမျိုးမဟုတ်ပေမဲ့73ကတော့ခန္ဓာရင်ရှိခဲ့ပါတယ်နောက်ဆုံးမှတော့တွေ့ပြီးရဲ့နောက်ဝလင်ရဲ့နှလုံးတွေကတောက်ပသွားပြီး73ရဲ့မျက်ခုံးတစ်ခုချာမှာသူ့ရဲ့တောင်ဝင်ရှိအောင်နှဖျားသွေးဆက်အနေငယ်ကိုချလိုက်ပါတယ်ထိုအချိန်မှာ73ရဲ့ခန္ဓာကိုယ်ကပြင်း င်းထံကိုတုံ့ခါသွားပါတယ်။သူရဲ့စိတ်ကခိုင်မာမှုနဲ့တော့နာကျင်မှုကိုမခံနိုင်ပါဘူး။တစုံတရာသူရဲ့ခန္ဓာကိုယ်ဝမ်းမြူသွားသလိုပါပဲ။ထိုအရာအလုံးပြည့်တဲ့နောက်နာကျင်မှုကနေတစဉ်ပြန်လည်မွေးဖွားလာတဲ့သတ္တုံးကနဆိုးနှဖျားလို့အချိန်ဝါတစ်ခုကိုထွက်လွန်းနေပါတယ်။သူရဲ့ခန္ဓာကိုယ်ရဲ့အစွမ်းကအာနာတက်ခြင်းအစဉ်နောက်ဆုံးအစဉ်ချင်းချင်းသူတွေနဲ့တိုက်ခိုက်နိုင်လောက်အားကောင်းပြီးအစုံမဲ့အလားလာနေတဲ့ပြင်းထန်နေပါတယ်။ဒါနောမလုံလောက်သေးလို့ဝလင်းကယတနာအများကြီးကိုထုတ်ယူပြီးအေးပြောင်းလှုပ်လိုက်ပါတယ်။ပြီးတော့ကောင်းရဲ့အဆောင်တရားကိုတန်းစင်လိုက်သလိုသတ္တုံးရဲ့ခန္ဓာကိုယ်ထဲကိုထည့်သွင်းပေးလိုက်ပါတယ်။ တို့ရရင်73ရဲ့ဝင်းကြီးကိုတော့မထိခိုက်စေပါဘူး73ကဝလင်းပေါ်မှာတိဆဆောက်တင်မှုကိုစုပ်ကန့်ခြင်းအဖြစ်နာကျင်မှုတွေကိုခံနိုင်ရှိခဲ့ပြီးရတနာပေါင်းများစွာကိုထည့်သွင်းပြီးရဲ့နောက်ငွေရောင်ကောင်းရဲ့အစောရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့ပါတယ်ပုံဝင်းရဲ့အစဉ်ကျဉ်းကျဉ်သူတွေရဲ့တိုက်ခိုက်မှုကိုခံနိုင်ရှိနေပါပြီသူမှသတိကလည်းရှိနေပါသေးတယ်ထို့ကြောင့်ကောင်းရဲ့အစောတယောက်နဲ့ရန်ဦးမှာခွာချပါတယ်ဘာလို့လဲဆိုတော့ဝလင်းက73ကိုကောင်းရဲ့အစောဖြစ်မတန်းစင်လို့ပါ ဝင်လေးမှ73ပေါ်ခန်းစားချက်တွေရှိပါတယ်ဘာလို့လဲဆိုတော့73ကကြီးပြင်းလာတာကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ပါဝင်လင်းရဲ့ရှင်ထဲမှာတပည့်နှစ်ယောက်သာရှိပါတယ်တပည့်ကြီးကတော့73ဖြစ်ပြီးနောက်တစ်ယောက်ကတော့ကောင်းလင်းတခွင်ရရှိခြင်းပါဝင်လင်းကသူ့ရဲ့တပည့်တွေပေါ်လက်မနီးတပောက်ကိုအထူးသဖြင့်တစ္ဆာရှိတဲ့တပည့်တယောက်အပေါ်မှာပါကောင်းလင်းဝိညာဉ်လိုခေါ်တဲ့အလေလက်အစင်းကောင်းလင်းဤပညာတစ်ခုကိုရွေးချယ်ပြီးအပိုင်း၃ပိုင်းခွဲက73ကိုပေးရခဲ့ပါတယ် 73ကအပိုင်း3ပိုင်းကိုကောင်းကောင်းကျင့်ကြံနိုင်သူကြီးကောင်းကင်ဝိညာဉ်ကိုကျင့်ကြံနိုင်ပါလိမ့်မယ်73နဲ့အိုယံဟွာအပြင်ဝလင်းကဝိညာဉ်တန်းစင်ကိုင်းအတွက်အထူးပြင်ဆင်ထားတဲ့တာမြင့်ဤပညာတွေကိုကျင့်ကြံခွင့်ပေးထားတဲ့ခေါင်းဆောင်အချို့ကလည်းရှိပါတယ်ဝလင်းကဝိညာဉ်တန်းစင်ကိုင်းမှာအများကြီးမပါဝင်ခဲ့ပါဘူးသူတို့ကိုတူတောင်းလို့လှုပ်ခွင့်ပေးခဲ့ပါတယ်ဤပညာတွေကိုသင်ပေးပြီးရနောက်ဝလင်းကသူစုဆောင်ထားတဲ့ယတနာအများစုကိုယူပြီးဒါရဲ့ယတနာအဆောင်အတွက်အသုံးပြုခဲ့ပါတယ် ဂိုင်းအတွက်ပတ်မိုးကူညီခဲ့တဲ့တပည့်တွေကိုပေးရဖို့အွန်ရခေါ်ရိုးအဖွဲ့ကိုပေးရခဲ့ပါတယ်။ထိုအရာအလုံးကိုလုပ်ပြီးရနောက်ဝယ်လင်းကသူ့ရဲ့စာနာကိုပြည်ပြည်ဆောင်ဆောင်လို့လုံဆောင်ခဲ့ပါတယ်။ပြီးတော့ဘသူမှလိုက်ခွင့်မပြုဘဲကြောက်ဦးထူရဲ့ရှေ့ကိုရောက်လာပါတယ်။ ထိုအနေအောင်ကြောက်ရွံ့ထုကနန်းတော်နောက်ကဂျိုက်သေးကိုပြောက်ရွှေ့ထားပြီးပါပြီ။ဝက်လင်းအတွက်ထိုနေရာမစိမ့်ပါဘူး။သူတခါတုန်းကထိုနေရာကိုလာပြီးရှေးအောင်နှဆိုးဘီလိုလွတ်ပေးခဲ့ပါတယ်။ထိုနေရာမှာရှိတဲ့ရှေးအောင်နှဆိုးကိုဝမ်းမြူဟုပါ။ဂျိုင်ဝမ်တော့မပြောင်းလဲသေးပဲနှစ်ပေါင်းရချီရလို့ပဲထိုနေရာမှာရက်နေတော့ဝက်လင်းကနှစ်ပေါင်းရချီတုန်းကလို့ပြန်ဟုတ်သွားသလိုခံစားရပါတယ်။သူကလည်းရှေးအောင်နှဆိုးရဲ့ဝင်းညင်ကိုတူလုံထားတဲ့ရုပ်ထုကိုအနေအောင်ရုပ်ထုတစ်ခုနဲ့အစားထိုးလာပါတယ်။အနေအောင်ရုပ်ထုကဝက်လင်းရဲ့ထွန်းထူထားတဲ့ပုံပါ။ရုပ်ထုကိုကြည့်လိုက်တော့ဝက်လင်းမှာရုပ်ထုကသူ့ကိုပြန်ကြည့်နေသလိုခံစားရပါတယ်။ထိုရုပ်ထုက အသက်ရှင်နေသလိုပါပဲဘာလို့ဒီလိုဖြစ်နေရလဲဝလင်ရဲ့မျက်လုံးကြီးကတောက်ပသွားပါတယ်သူက73ကိုထုတ်ကိစ္စအကြောင်းကိုမေးခဲ့ပြီးသူတို့ရဲ့မျက်ညံ့တွေအရဝလင်ရဲ့ပုံစံကိုထွင်ထူထားတဲ့တမန်ကြောက်တုံးတရုံးပဲဆိုတာသိခဲ့ပါတယ်အစပိုင်းမှာဝလင်ကိုတီးတဲ့သူတွေရပဲသူ့ရဲ့ပုံစံဆိုတာဝိုတဝါနဲ့ပြောနိုင်ပြီးအခြားဘသူကမှမသိနိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ကဗဟုစရာမဟုတ်လို့ပါကြောက်ရွံ့ထူကရန်ဦးမှာကြမ်းတမ်းပါတယ်73နဲ့အိုရန်ဟွာကလည်းဘာမှမလုပ်နိုင်ပါဘူးဘိုးဘေးကသူတို့ရဲ့ရှင်ထဲမှာထောက်ရရှိနေစေဖို့အတွက်ထူရုံထူကိုနှဆိုးနိုင်ငံတွေကရှေးအောင်နှဆိုးရုံထူလို့ဖြစ်တည်မှုတစ်ခုဖြစ်လာစေဖို့အတွက်ထူ ူကဲတို့ထွန်းထူးမှုကိုလုပ်ခဲ့ကြတာပါဒူဝါနဲ့ထူးဆန်းတဲ့အချက်ကအချိန်ကြာလာပြီးဝိညာဉ်တန်းစင်မျိုးနဲ့စုကကြီးထွားလာတဲ့အမျှလူတွေကနေ့တိုင်းကိုးကွက်လာကြောရုထုကပို့ပြီးတော့ချုံးမိလာပါတယ်ဆက်သုံးတဲ့သူ့ရဲ့အဖွဲ့ကိုအန်သိစင်တဲ့အချက်ကတော့ကြမ်းတမ်းတာပျောက်ကွက်သွားမှုတာမကချုံးမိလာပြီးဖီဖီနဲ့ပြောင်းလဲလာပါတယ်နှစ်ပေါင်းရာနဲ့ချီကြပြီးရဲ့နောက်ကြမ်းတမ်းတဲ့ရုထုအဖြစ်စတင်ခဲ့တဲ့ရုထုကဝယ်လီနဲ့တသားတွေဖြစ်လာတဲ့အထိပြောင်းလဲသွားပါတယ်နှစ်ပေါင်းတစ်ထောင်ကျော်ရှင်တန်ခဲတဲ့သူ့ရဲ့ရှီယောင်းအရှိန်မောင်းတော့ခန်းစားရပါတယ်ဆက်သုံးတဲ့အဖွဲ့ကလည်းထုတ်ကိစ္စကိုအရင်ဦးမှာရှုပ်ထွေးနေကြပါတယ်ဘိုးဘီရဲ့ဝ ဦးညင်ပဲလို့သူတို့ကတွေးလာနိုင်ပါတယ်ထိုကြောက်ထူးကိုဝလင်းကစိတ်ဝင်စားပါတယ်ဝလင်းစိတ်ဝင်စားတဲ့အရာမြန်စလာမရှိပေမဲ့သူရဲ့မတိစိတ်ကထိုကိစ္စရဲ့အနေဆုံးအောက်ခြေကိုရောက်ချင်နေပါတယ်ဘာလို့လဲဆိုတော့ထိုကြောက်ထူးကရဲအုံးမှထူးဆန်းနေလို့ပါဝလင်းကမျက်မှောင်ချုပ်ပြီးရုတ်ထူးရဲ့ရှေ့ကိုရှောက်သွားပါတယ်ရုတ်ထူးကိုကြည့်ပြီးသူ့ရဲ့မျက်နှာရုတ်တရက်ပြောင်းလဲသွားပါတယ်ရုတ်ထူးကပြန်ကြည့်နေရဆိုတဲ့ခံစားချက်ကယခုချိန်မှာပိုပြီးတော့ရှင်းလင်းလာပါတယ်ပုံဝင်ချင်းကလည်းတိတ်ဆိတ်မနေပါဘူးဝဉင်တန်းစင်ခိုင်းရနေအဖေးတန်တီးကဝေးရနေကြားရပါတယ်သူကရင်ဝလင်းတွက်တော့ကဘာတိတ်ဆိတ်နေပါတယ်သူနဲ့ရုတ်ထူးကပဲကြက် န်တော့သူလိုပါပဲဝလင်ရဲ့မျက်လုံးလေးမှာအစ္စရဲတောက်ပါမှုတစ်ခုကပေါ်လာပါတယ်ပြီးတော့သူ့ရဲ့လက်တွေကဓာတ်ပုံဆိုင်ဖြစ်လာပြီးရုတ်ထူးရဲ့မျက်ခုံးတစ်ခုချာမှာဖြည်းဖြည်းချင်းဖိလိုက်ပါတယ်ဒီပစီကခန်းစားချက်မကောင်း ကျောရုပ်ကိုမြင်တော့ဝန်လီရဲ့ပထမဆုံးအတွေ့ပါသူ့ရဲ့ညာလက်ညုံနဲ့ကျောရုပ်ရဲ့မခုံးတစ်ခုချောင်းမြန်တဲ့နှုံနဲ့မြမားစွာလှူရှားသွားပါတယ်ထိုအချိန်မှာကျောရုပ်ရဲ့မျက်လုံးတွေကနေမှောင်မိုက်တဲ့အလင်းများထွက်ပေါ်လာပြီးမြခုံးတစ်ခုချောင်းမှာထူဆန်းတဲ့မော်ထွင်းစတစ်ခုကဖြစ်လာပါတယ်ထိုမော်ထွင်းစကနေထူဆန်းတဲ့စွမ်းအားတွေပါဝင်တဲ့မဲနဲ့နေတဲ့မြခိုးများထွက်လာပါတယ်ထိုစွမ်းအားတွေကမော်ထွင်းစတွေကိုဝင်ရောက်ပြီးဝန်လီရဲ့လက်ညိုးကိုတားဆီးလိုက်ပါတယ်ဝန်လီရဲ့လက်ညိုးကမော်ထွင်းစကိုတွန်းဆုံနေခြင်းမရှိဘဲထိလိုက်ပါတယ်သူထိတဲ့နေရာမှာလှိုင်းတွန်းများပေါ်လာပါတယ်လှိုင်းတွန်းတွေကပေါ်လာတဲ့အချိန်မှာဝန်လီရဲ့ဝိညာဉ်ထဲကိုစိတ်ဝင်နေတဲ့ ူးဆန်းတဲ့စွမ်းအကားနှုတ်ထလာပြီးမှီနှစ်ယောက်လိုဝလင်းရဲ့မူလဝဉ္ဇဉ်တစ်ချောင်းပြန့်နှံ့သွားပါတယ်ဝလင်းရဲ့မျက်လုံးနှိမ့်မှာအိစရဲအလေးနေရာဖြစ်ပြီးသွားပါတယ်ထို့မဲနှံ့နေတဲ့အကြောင်းမှာထူးဆန်းတဲ့အရာတစ်ခုပါရှိနေမယ်လို့သူကထင်သာပြီးသားပါသူရဲ့အတွေ့အတိုင်းပဲဖြစ်လာပါတယ်သူကအိဆက်စွမ်းနဲ့နှာခေါင်းရှုပ်လိုက်တော့သူ့ရဲ့မူလဝဉ္ဇဉ်ကိုဝင်းရထားတဲ့ရှေးရောက်နှစ်ဖျားတေးတန်ချက်ကအနေစိမ့်ပြောင်းအလေးများထွက်လာပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့ရှေးရောက်မူကျုံကမူလဝဉ္ဇဉ်ကတဲတဆိုင်နဲ့ဟင်းရောက်လိုက်ပါတယ်ဝလင်းရှိနေတဲ့ခြိုင်ဝန်းရဲ့အထက်ကောင်းကင်မှာမိုးကြိုးတွေမေးမတနိုင်အောင်ပေါ်လာပါတယ်ထူခြိုင်ဝန်းတစ်ခုထဲမှာနေမဟုတ်ပဲ ထိုအချိန်မှာမီနက်ဆိုနိုင်ငံတစ်ခုလုံးရဲ့ကောင်းကင်ဟာအစုံမဲ့မူကြိုးတွေနဲ့ဖုံးလန်းနေပါတယ်။ထိုရုတ်တရက်ပြောင်းလဲမှုကြောင့်မီနက်ဆိုနိုင်ငံမှာရှိတဲ့ဝိညာဉ်တန်းစင်ဂိုင်းဝင်းတွေဟာဇွေဇွာနဲ့ကောင်းကင်ကိုမော်ကြည့်လိုက်ကြပါတယ်။ မိုးကြိုးတွေကကမ္ဘာတဝန်းကိုပြန့်နှံ့သွားတဲ့အခါမီးနက်ဆိုးနိုင်ငံတစ်ခုတည်းနဲ့မကပဲအနီးနားနိုင်ငံတွေရပါမိုးကြိုးတွေဖုံးလွှမ်းသွားပါတယ်မရင်မတွန်းနိုင်အောင်ဆင်းသက်လာတဲ့မိုးကြိုးတွေကမိုးကြိုးရဲ့တကူကိုပြတ်သားနေသလိုပါပဲတခဏလေအတွင်းမှာပဲနဆိုးဝိညာဉ်ပြည်ရဲ့ကမ္ဘာတဝဲချော်ဟာမိုးကြိုးတွေနဲ့ဖုံးလွှမ်းသွားပါတယ်ထုတ်ယုတ်တည့်ရဲ့ပြောင်းလဲမှုကြောင့်နဆိုးဝိညာဉ်ပြည်ကမ္ဘာရဲ့နေထိုင်သူတွေကထိလန့်တုန်လို့သွားပါတယ်နဆိုးပူကြိုးတွေနဲ့တမှုချိုးတွေကတော့ကောင်းကင်ကိုကြည့်ပြီးကြောင်းနေကြပါတယ် ထိုမိုးကြိုးကတဘာလျောက်ဖြစ်ပေါ်လာတာမဟုတ်ပဲနီးပညာကြောင့်ဖြစ်တဲ့ဆိုတာသူတို့ကသိလိုက်ကြပါတယ်ထိုရာအလုံးဖြစ်ဖို့အတွက်စကန့်အနည်းငယ်သာကြာလိုက်ပါတယ် ဝင်လင်းရဲ့ရှီအောင်မူဂျိုနကဝင်းညင်ရဲ့ဟင်းအောင်တန်တဲ့အတူနဆိုးဝင်းညင်ကဘာရဲ့တဝဲကျော်ကိုဖုံးလန်းထားတဲ့မူဂျိုအလုံးကမီးနတ်ဆိုးနိုင်ငံရဲ့မြို့တော်နောက်ကွယ်ရာဂျိုင်ဝမ်စီကိုဥတီပြီးတော့ပြေးဝင်သွားပါတယ်။ကောင်းကင်းကိုဒေါသပြနေတဲ့မူဂျိုတွေကကြောင်မောက်ဖွေရာကောင်းတဲ့မူဂျိုပစ်ချမှုကိုဖန်တီးလိုက်ပါတယ်။အပေါ်စီကနေကြီးမဲ့ဆိုရင်ဂျိုင်ဝမ်နေရဝင်လင်းရဲ့ခနာကိုထဲကိုမူဂျိုတွေမီးမတနိုင်အောင်ဝင်ရောက်နေတာကိုမြင်ရပါလိမ့်မယ်။မူဂျိုတွေကဝင်လင်းရဲ့မူလာဝိညာဉ်ထဲကိုဝင်ရောက်လာတဲ့အခါဇတိုင်းမူဂျိုတန်တွေကပဲ့တင်ထက်သွားပါတယ်။သူ့ရဲ့ရှီအောင်မူဂျိုနကမူလာဝိညာဉ်မှာမှီအနှဲရောက်နေတိုက်ပွဲဝင်နေခဲ့ပ ါတယ်မှေနှဲရောင်ကခန္ဓာရင်ရှိပေမဲ့အစုံမဲ့မူကြိုးတွေကြောင့်ပြုတ်ကွဲလူနေပါဖြစ်နေပါတယ်ထိုထူးဆန်းတဲ့စွာကဝင်လင်းရဲ့ဝိညာဉ်ထဲကိုအများကြီးမှုရောက်နိုင်ခဲ့ပါဘူးထိုစွာကပထမဆုံးပေါ်လာတဲ့အချိန်မှာဝင်လင်းကမူလဆွေရင်နဲ့ဝင်းရံခံနာရပါတယ်ဇက်တိုက်ရှုံနေပြီးရဲ့နောက်မှေနှဲရောင်ကအဆက်လေးဆက်အဖြစ်ပြောင်းလဲသွားတဲ့အထိလိမ့်မြန်စွာနဲ့ဆုခောက်သွားပါတယ်ဝင်လင်းရဲ့မူလဝိညာဉ်ကနေထွက်သွားတော့မဲ့အချိန်မှာရှေးရောင်နှဖျားတေးတန်ချက်ကနေထွက်တဲ့စိမ့်ပြောင်းအလင်းကြီးကဆုခောက်မဲ့လမ်းကြောင်းအလုံးကိုပိတ်ဆို့လိုက်ပါတယ်ပြီးတော့ရှေးရောင်နှကမူလဝိညာဉ်ကဆုပ်ယူထားတဲ့မူကြိုးတွေအလုံးကိုတစ်ချက် ိန်နဲ့ပြင်လွှတ်လိုက်ပါတယ်ထိုတိုက်ခိုက်မှုကမေအနေရောက်အဆက်ပေါ်ကိုကြောက်သွားပြီးလုံအောင်ကိုပြုတ်ွဲသွားစေနိုင်ပါတယ်ထိုရာအလုံးကဝင်လင်းရဲ့ခန္ဓာကိုယ်ထဲမှာတခဏလေအတွင်းဖြစ်ပြသွားတာပါဝင်လင်းရဲ့မျက်လုံးတွေဟာအစ်ဆက်တဲ့လင်းနံများဖြစ်ပြီးသွားပြီးသူ့ရဲ့ညာလက်ညှိုးနဲ့မော်ထွင်းစာကိုတွန်းလိုက်တော့မော်ထွင်းစာကပြုတ်ွဲသွားပါတယ်မော်ထွင်းစာကပြုတ်ွဲသွားတဲ့တုန်ခမှုလိုင်းတွေဟာပြန့်နှံ့သွားတော့ဝင်လင်းရဲ့လက်ညှိုးကကြောက်ရွံ့ရဲ့မျက်ခုံးတစ်ခုချောင်းကိုနောက်ဆုံးတော့ထိလိုက်နိုင်ပါတယ်ဝင်လင်းရဲ့လက်ညှိုးကကြောက်ရွံ့ကိုထိလိုက်တဲ့အချိန်မှာသူ့ရဲ့အလေလက်နှိမ့်ပတ်အမြင်အောင်ကြီးညက်မှုနဲ့တူအစွမ်းထက်တဲ့ဝိညာဉ်ဟာကြောက်ရွံ့ထဲကိုတိုးဝင်သွားပါတယ် 达巴来说了：“阿基亚们。” ဝလီယန်ချင်းညက်မှုအစင်းနဲ့ဝိညာဉ်တွေကဝင်ရောက်သွားတဲ့အခါသူ့ရဲ့မူလဝိညာဉ်မှာထိခိုက်မှုတစ်ခုကိုခံစားလိုက်ရပါတယ်။သူ့ရဲ့ဝိညာဉ်ရှိမှထူဆန်းတဲ့မြေတစ်ခုကပေါ်လာပါတယ်။ထိုနေရာကအဖြူအောင်မြေခိုးတွေနဲ့ပြည့်နေနေပါတယ်။မြို့ပင်လယ်တစ်ခုလိုပါပဲ။ဝလင်းကတစ်ချက်ကြည့်လိုက်တာနဲ့ထိုအဖြူအောင်မြေခိုးတွေကိုမှတ်မိသွားပါတယ်။ဝိညာဉ်တန်းစဉ်မြို့နယ်ဝင်တွေကနှစ်ရပေါင်းများစွာကြောက်အထူးကိုကိုွက်တဲ့အခါသူတို့ရဲ့ခေါင်းလေးရနေထွက်လာတဲ့အချိန်ဝါတွေပါ။ဝလင်းကအစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်ပြီးတဲ့နောက်သူ့ရဲ့ဝိညာဉ်အာယုံကိုထူဆန်းတဲ့နေရာတစ်ဝက်ကိုဖျက်ချလိုက်ပါတယ်။ပြီးတော့သူ့ရဲ့မျက်လုံးနေရာချင်းမြောင်းသွားပြီးရှေ့ရတစုံတစ်ခုကိုဝိညာဉ်အာယုံ နဲ့ချိန်ရလိုက်ပါလေသူရဲ့ဝိညာဉ်အာယုံနဲ့ချိန်ညက်မှုအဆင့်တွေကိုပေါက်ဆက်ပြီးဝလင်ရဲ့ပုံရိပ်ကတခုဖြစ်ပေါ်လာကဝိညာဉ်အာယုံနဲ့ချိန်ရထားတဲ့နေရာကိုရောက်ရှိသွားပါလေထိုရာကြောက်ရွံ့ထူးရဲ့အလေးဘို့ဖြစ်လို့ကြောက်ရွံ့ရဲ့အဓိကဆွမ်းကထိုနေရာမှာရှိရပါမယ်ဝလင်ရဲ့ရှေ့ကမြခိုးတွေကပို့ပြီးတော့တိတ်တဲနေပြီးမြခိုးရဲ့ထဲမှာထိုင်နေတဲ့ပုံရိပ်တခုကိုမှုန်မွားစွာနဲ့မြင်ရပါလေမြခိုးတွေအကြောင်းမှုန်မွားနေမိထိုပုံရိပ်ကသူနဲ့တပုံနဲ့ပဲဆိုတာဝလင်ကရှင်းလင်းလင်းသိလိုက်ပါလေခေါင်းပေါ်ကဥကျုံနှချောင်းကလွဲပြီးပါခေါင်းပေါ်ကဥကျုံနှချောင်းကိုမြင်တော့ဝလင်ရဲ့မျက်လုံးတွေကတောက်ပတ်သွားပါလေရှေးဟောင်းနဆူ ဝင်လေးနဲ့တပုံနဲ့ဖြစ်တဲ့ရှီအောင်နှစိုးကမျိုးလုံးလေးကိုမှိတ်ထားပြီးမျိုးလုံးမြန်နဲ့ရှိနေပါတယ်။အနီးနားအဖီအောင်မြူခိုးအစားနာတွေကတခါတည်းရန်သူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်။ဝင်လေးရဲ့မျက်နှာမူရာအနေငယ်ထူးဆန်းနေပါတယ်။ဥဒုံနှချောင်းလွယ်လို့ရှီအောင်နှစိုးကသူနဲ့ဘာမှမချမ်းသာပါဘူး။အေးဆက်ပြီးစိတ်ဝင်စားတဲ့အချိန်မှာအထီးတက်မှုရဲရောက်နေနှစ်ပေါင်းထောင်ကျော်တာအိုနားလေသောပေါင်းမှုတွေကတော့တစ်ထက်သေးပါပဲ။ဝင်လေးနောက်သူ့ကိုယ်သူနဲ့ခွဲခြားခတ်နေပါတယ်။ဘာရီယာဖြစ်နေရလဲ။ ဝလီရဲ့မျက်လုံးလေးကတောက်ပလာပြီးသူနဲ့တပုံနဲ့ဖြစ်နေတဲ့ရှီအောင်နှဆိုးကိုစိုက်ကြည့်နေပါလေ။သူရဲ့လက်ကိုဝင်ရင်လိုက်တော့လီပီလင်းကြီးတစ်ချက်ကတိုက်ခတ်လာပြီးရှီအောင်နှဆိုးရဲ့ပက်လေကမြို့ခိုးအလုံးကလွင်ဆင်သွားပါလေ။ဝလင်းကဖြည်းဖြည်းချင်းချင်းကတ်သွားပြီးအရေးကြီးတဲ့အချက်ကိုသတိပြုမိလိုက်ပါလေ။ရှီအောင်နှဖျားတွေကနဖျားကျုံနေရတဲ့ဒစင်မူလာဆွေင်းကိုဆုပ်ယူပြီးသူတို့ရဲ့ချင်းချက်မှုအဆင့်ကိုမြင့်တင်နိုင်ပါလေ။ရှီအောင်နှဆိုးတွေမှလည်းရှီခိမျိုးနဲ့ဇူဝင်တွေဖြစ်လို့အလားတူနီလန်းနေရရှိရပါမယ်။ ရှေးအောင်နှစိုးဝင်းညစ်ကဘာတစ်ခုလုံးရှေးအောင်နှစိုးတွေကမူလဆွေရင်းတွေကိုစုပ်ယူဖို့တိစောက်ထားတယ်ဆိုတာထင်ရှားပါတယ်။ရှေးအောင်နှစိုးဖေလူကသူ့ကိုယ်သူအပိုင်းကိုပိုင်းခွဲခဲ့ရလို့ပြောခဲ့မှုပါတယ်။ထို့ကြောင့်နိုင်ငံကိုကူကပေါပေါလာရတာပါ။ နိုင်ငံ၉ခုလုံကလူတွေရရှေးအောင်နဆိုးရဲ့တုံတင်ချက်တွေအောက်မှာတဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီးနီးပညာတွေကိုတင်လာကြပါတယ်ပြီးတော့နဆိုးနိုင်ငံ၉ခုကထိုနေရာနဲ့တဖြည်းဖြည်းနဲ့ပေါ်ပေါက်လာခဲ့ပါတယ်နဆိုးနိုင်ငံတစ်ခုစီမှာရှေးအောင်နဆိုးဝိညာဉ်တစ်ခုစီကအမြင့်ဆုံးအဆင့်အနေထားမှာရှိနေပါတယ်သူတို့ကထိုလူတွေစီကနေနဆိုးဆွမ်းကိုဆွေးယူပြီးတဖြည်းဖြည်းနဲ့ကုစားရင်သူတို့ရဲ့ကန့်သက်ချက်တွေကိုဖျက်ချုပ်ဖို့အတွက်မျှော်လင့်နေကြပါတယ်ပြီးရင်တော့အခြားရှေးအောင်နဆိုးတွေကိုဝါမျိုးဖြစ်ပြီး တကယ်ရှီအောင်နှဆိုးအဖြစ်ပြန်ပြောင်းဖို့ပါဝင်လင်းကရောက်လာပြီးရှီအောင်နှဆိုးဘီလုံနဲ့ပူပေါင်းလိုက်တာနှစ်ပေါင်းများစွာကြာမှပြီးဆုံးမဲ့ထိုအချက်တဲကိုကောင်းကင်းနဲ့မြေကြီးကိုလှောက်ခသွားစီနိုင်တဲ့ပြောင်းလဲမှုတစ်ခုဖြစ်စေခဲ့ပါတယ်ဝင်လင်းရဲ့အကူအညီနဲ့ရှီအောင်နှဆိုးဘီလုံက သူရဲ့ကောင်းကင်နဆိုးနိုင်ငံကနေထွက်ခွာပြီးမီးနဆိုးနိုင်ငံရှီယောင်နဆိုးဝင်းကြီးကိုအောင်မြင်စွာနဲ့ဝါမျက်နိုင်ခဲ့ပါတယ်။ဘီလူကကြံရှိနေတဲ့ရှီယောင်နဆိုးဝင်းကြီးရှိခုထဲမှာအစွမ်းထက်ဆုံးဖြစ်လာပြီးသူရဲ့နိုင်ငံကနေထွက်ခွာနိုင်တဲ့စွာအုပ်ကိုရရှိခဲ့ပါတယ်။ဘာဖြစ်ခဲ့ရင်ဝါမျက်လိုက်တဲ့ရှီယောင်နဆိုးဝင်းကြီးကိုခြေဖက်ပြီးတာနဲ့တကယ်ရှီယောင်နဆိုးဖြစ်လာတဲ့အထိကြံတဲ့ခုနှစ်ခုကိုတစ်ခုပြီးတစ်ခုဝါမျက်သွားမှာပါ။ ဘေလူကအောင်မြင်ခဲ့လားဆိုတာဝလင်ကမသိမိမဲသူနဲ့တပုံနဲ့ဖြစ်နေတဲ့ရှီအောင်နှဆိုးကိုမြင်တော့ဘေလူကလုံးဝမအောင်မြင်သေးဘူးဆိုတာသူကသိလိုက်ပါတယ်။ကျင်ကားပွင့်တော်ဝင်ရှီအောင်နှဖျားတစ်ပါးအနေနဲ့ဝလင်ကထိုရှီအောင်နှဆိုးကမပြည့်ပြည့်စုံသေးဘူးဆိုတာတစ်ချက်ကြည့်ုံနဲ့သိနိုင်ပါတယ်။အရင်ကအပိုင်းကိုပိုင်းတည်းကတပိုင်းထက်အောင်အားနည်းနေပါသေးတယ်။ပို့ပြီးတော့တိတိကျပြောမယ်ဆိုရင်ထိုရှီအောင်နှဆိုးကအကျွင်းကျန်တစ်ခုပါ။ရှီအောင်နှဆိုးဝိညာဉ်ရဲ့အကျွင်းကျန်တစ်ခုပါနော်။နှဆိုးစွန်းကိုဆုပ်ယူပြီးကုစားဖို့အတွက်တည်နေသေးတယ်။ ဝင်လင်းကလွှောင်ပြောင်းလိုက်ပါတယ်ဝင်းညင်တန်းစင်မြို့နယ်စုဝိနေရဲ့ခေါင်းထဲကနေထွက်လာတဲ့အဖျော်မြှခိုးတွေဟာမင်းဖြိုးတဲ့နဆိုးဆွမ်းရင်ဆိုတာသူကနားလေသွားပါတယ် ဝင်းညင်တန်းစင်မျိုးနဲ့ဝင်အလုံးကနဆိုးဝင်းညင်ကဘာမှာမွေးဖွားလာကြတာရှေးအောင်နဆိုးကိုမြင်ပြီးရနောက်အချောင်းပြချောက်ကိုဝလင်ကနားလေသွားပါတယ်စင်စားရင်ဝလင်ကသူ့နှဲတပုံနဲ့ဖြစ်နေတဲ့ရှေးအောင်နဆိုးရဲ့အနာကိုရွှေ့ရှိသွားပါတယ်ရှေးအောင်နဆိုးရဲ့မျိုးလုံးတွေကလုံးထလာမဲ့လက္ခဏာမပြပဲမှိတ်နေသေးပါဝလင်ကရှေးအောင်နဆိုးရဲ့မျိုးခုံးတစ်ခုချောက်ကိုတက်တက်နှိပ်လိုက်ပြီးသူ့ရဲ့ဝင်းညင်အာယုံကိုရှေးအောင်နဆိုးထဲမှာထည့်သွင်းကမှညံ့များကိုရှာဖွေလိုက်ပါတယ်မူလားကြီးလင်နေတဲ့ မိုးတိတ်နှစိုးနိုင်ငံကောင်းကင်ဟာရုတ်တရက်မှောက်မိုက်သွားတော့သူကမြင်လိုက်ရပါတယ်။ပုံတိုင်းတစ်ခုကဖြစ်ပေါ်လာပြီးမိုးတိတ်များဆူဝေလာတဲ့အခါသွေးရောင်ပုံရိပ်တစ်ခုကကောင်းကင်ကိုဖျက်ပြီးကိုထက်မိုးတိတ်နှစိုးမြောက်စင်စီကိုဥတီပြီးတော့ပြန်တန်လာပါတယ်။မျောစင်တဲ့အနေနဲ့ဆူရှားတဲ့အော်တန်တစ်ခုကလည်းထွက်လာပြီးအထဲမှမြုံချနိုင်မှုတွေကပေါဝင်နေပါတယ်။ဝင်းညင်ကိုကူကိုပြန်လဲပေါင်းစည်းရမယ်။ရှီအောင်နှစိုးအဖြစ်ပြန်လဲဖြစ်တည်မှသာငါတို့ရဲ့နောင်သားတွေကိုဖယ်ရှားနိုင်မယ်။မိုးတိတ်နှစိုး မူလာငါတို့ကတသားလေးပဲ၊ကွဲကွာနေရစာနေခဲ့ပြီ။ဒီနေ့ငါတို့ကပြန်လဲပြီးတော့ပေါင်းစည်းရမယ်။ရှေးအောင်နှဆိုးရဲ့နမယဘေးလိုဖြစ်လိမ့်မယ်။ နဆိုးဆန်တဲ့အတန်းတွေးအောင်ပုံကြီးကနေထွက်လာပြီးမိုးတိတ်နဆိုးမြောက်စင်းတဲ့ကိုအလင်မြန်နဲ့ဝင်ရောက်သွားပါတယ်တတိုင်းတိုင်းမိဟိန်တန်နေရကဘာတောင်းကိုပြန့်နှံ့သွားပြီးမြို့ထဲကလူတိုင်းကထိတ်ရန်သွားပါတယ်မိဟိန်တန်နေရတခဏလေးတွေးမှပျောက်ကွယ်သွားပြီးမယ်မိုးတိတ်နဆိုးမြောက်စင်းကပြုတ်ကွဲသွားပါတယ်ပြုတ်ကွဲသွားနေမှုံဝါနေတဲ့နဆိုးပုံကြီးတစ်ခုကပြန်ထွက်လာပြီးတွေးအောင်လင်းနှန်းနေဝင်ရနေပါတယ်နောက်ဆုံးမှတော့တွေးအောင်လင်းနှန်းနေရဝါမြုပ်လိုက်ပြီးဘေးလိုအဖြစ်ပြောင်းလဲသွားပါတယ်ချိန်တော်ကြာပြီးတော့ဒီမိုးတိတ်နဆိုးရဲ့ကြင်ကြံမှုအစင်းကမတိုးတက်သေးဘူးအလကားပဲရှီအောင်နဆိုးတစ်ပါးအနေနဲ့ငါအတွက်အရှက်ရစရာပဲ ဘေလူကနှာခေါင်းရှုပ်ပြီးပြောက်ွယ်သွားပါတယ်။ရှီအောင်နဆိုးဝင်းညင်မရှိတော့တဲ့အတွက်မိုးတိတ်နဆိုးနိုင်ငံကလည်းပြုတ်ခဲသွားပါတယ်။ဒူဝါရင်ဘေလူကထွက်သွားပြီးတုံရဲအကြာမှာအလိုမယုံမအားနေတဲ့ပုံရင်းတစ်ခုကမိုးတိတ်နဆိုးမျောစင်ရဲ့အပျက်စီးချားအနေထွက်လာပါတယ်။ထိုပုံရင်းမှာအမုန်းတရားတွေနဲ့ဇွေးစွာဖြစ်မှုကပြင်းထန်နေပြီးသတိထားကရှေ့ဆက်ပြီးတော့ပြတ်တန်းသွားပါတယ်။ နောက်ထပ်နှစ်ပေါင်း100အချိန်ရရင်နဆိုးပိုင်းခြားနှီးပညာကိုငါပြီးမြောက်အောင်လုပ်နိုင်တယ်။ကံမကောင်းစွာပဲဒီနဆိုးရဲ့အသီးစိတ်ကအားနေလုံးနေတယ်။အဓိကခန္ဓာကလည်းဝါမြုပ်ခံလိုက်ရပြီ။နဆိုးအသီးစိတ်ကအမြင့်မရှိတဲ့တပင်တပင်လိုပဲ။ငါအချိန်မီးပြောက်ွယ်သွားနိုင်တယ်။မိုးတိတ်နဆိုးမျော့စင်ဟာပြုတ်ကွဲသွားပြီဆိုတော့ငါဒီမှာဆက်နေလို့မရဘူး။အခြားနဆိုးနိုင်ငံတစ်ခုကိုဝင်ပြီးနဆိုးဆွဲရင်ဆုပ်ယူဖို့လည်းမလုပ်ရဘူး။ ထိုနှဆိုးအသီးစိတ်ကဒိဋ္ဌာကရှေ့ကိုပြန်တန်းသွားပါတယ်။သူကရင်သူကအာနေလုနာကြောင့်အချိန်မီပြောက်ကွယ်သွားနိုင်ပါတယ်။ကောင်းလေးမှပြန်တန်းရင်သူကတဖြည်းဖြည်းနဲ့ပြောက်ကွယ်လာပါတယ်။နောက်ဆုံးမှတော့ပြုတ်ကွဲတော့မယ့်အချိန်တွေကိုရရှိသွားပြီးသူရဲ့မျက်ညံ့လေးကတော့မှုန်သွားလာပါတယ်။လုံးဝကိုပြောက်ကွယ်သွားပါတော့မယ်။ထာဝရပြောက်ကွယ်သွားတော့မယ့်အချိန်မှာအောက်ကနှဆိုးဆွိုင်းကိုသူကမှုန်ဝါခံစားမိလိုက်ပါတယ်။ဝိညာဉ်တန်းစဉ်မျိုးနဲ့သူကသူ့အောက်မှာရှိနေရပါ။ ်ထိုချိန်တုန်းကဝိညာဉ်တက်စင်မျိုးနဲ့ဇူးဝင်အများကြီးရမရှိသေးပါဘူးလူရဲ့တသိန်းနိုင်ငံလောက်ပဲရှိပါဦးမယ်သူတို့အများစုကဝိညာဉ်အစိပ်ပိုင်းတွေရှိတဲ့နေရာတွေကိုရှာဖွေပြီးတော့ပြန့်နှံ့သွားပါတယ်မျိုးနဲ့ဇူးရဲ့မြေပေါ်မှာလူနေခဲ့ရပဲကျန်တော့ပါတယ်ထိုလူတွေကအနေအောင်ကြောက်ရွံ့ထုတစ်ခုကိုဆေးရထက်တန့်စွာနဲ့ကိုးကွက်နေကြပါတယ်သူတို့ရဲ့ခေါင်းကနေနဆိုးဆွမ်းအိတ်များအားလည်းထွက်လာပြီးပတ်ဝန်းကျင်ကိုဝင်ရနေပါတယ်အများကြီးပြောက်ကွက်သွားပြီးလောင်းငယ်သားတွေရဲ့အသီးစိမ့်နဲ့ပဲယူလီယားနိုင်တဲ့မူတိတ်နဆိုးကအနေအောင်ရုပ်ထုစီကိုဥတီသွားပါတယ်ရုပ်ထုထဲကိုဝင်ရောက်သွားတဲ့အချိန်မှာရုပ်ထုကအတက်ဝင်လာသလိုဖြစ်သွားပြီးပတ်ဝန်းကျင်ကန နဆိုးဆွမ်းအီကဆူဝေးလာပါတယ်အချိန်ကြာလာနဲ့အမျှမိုးတိတ်နဆိုးကရုတ်ထုထဲမှာတဖြည်းဖြည်းနဲ့အခြေချလာပါတယ်ထွက်ပြေးတော့မဲ့အချိန်မှာမျက်ညက်နေအများကြီးကဆိုးရှုံးသွားပြီးကြံတဲ့မျက်ညက်တွေကလည်းမှုံသွားသွားပါတယ်သူကမူလခန္ဓာကိုမုတ်တော့ပါဘူးနဆိုးအသီးစိတ်အစားအသောက်တစ်ခုပါဝိညာဉ်တန်းစိတ်မျိုးနဲ့ဇူးတွေကကိုးခွဲတဲ့အခါထွက်ပေါ်လာတဲ့နဆိုးဆွမ်းအီအလုံးက ဝင်လင်းလို့ခေါ်တဲ့လူတယောက်ရဲ့အထွေးအင်းနဲ့ပြင်းထန်နေပါတယ်အစာပိုင်းမှာတော့သူကခုခံခဲ့ပါတယ်သူကတဲ့ဝိညာဉ်တန်းစင်မျိုးနဲ့ဝင်နေရတတန်းကြောက်လာတဲ့အခါမျိုးနဲ့ဇူးဝင်းနေရဲ့အစမပြတ်ကိုးကွယ်မှုအောက်မှာသူ့ရဲ့နမရဝင်လင်းဖြစ်ပြီးသူတို့ရဲ့ဘိုးဘေးဖြစ်တယ်လို့ဖြည်းဖြည်းနဲ့ခံစားလာရပါတယ်နှစ်ပေါင်းရနဲ့ချီထုကဲတို့အထွေးနဲ့ပဲသူကကုန်ဆုံးခဲ့ပါတယ်ဝိညာဉ်တန်းစင်မျိုးနဲ့ဇူးကတန်းနဲ့ချီပြီးတော့တိုးပွားလာတဲ့အခါအစမပြတ်ကိုးကွယ်မှုတွေကြောင့်သူ့ရဲ့အတိတ်ကိုလုံးဝဆွလွတ်လိုက်ပြီးယခုတော့သူ့ကိုယ်သူဝင်လင်းလို့ပဲထင်နေပါတယ် ူကပြောင်းလဲသွားရတဲ့အများရုပ်ထုကလည်းဝင်လင်းရဲ့ပုံသဏ္ဍာန်အတိုင်းတဖြည်းဖြည်းနဲ့ပြောင်းလဲသွားပါတယ်ရုပ်ထုထဲမှာသူကဝင်လင်းလို့ဖြစ်လာပါတယ်ဝင်လင်းကညာလက်ကိုမြှောက်လိုက်ပြီးသူနဲ့တဘုံနဲ့တူတဲ့ရှေးအောင်နှစ်ဆိုးကိုကြည့်လိုက်ပါတယ်သူရဲ့မျက်လုံးထဲကထူးဆန်းတဲ့အလင်းတန်းကလည်းပို့ပြီးတော့ပြင်ထန်လာပါတယ်သူမြင်တော့သူကိုယ်တိုင်တော့မြုံကြည့်နိုင်ပါဘူးသူရဲ့တွဆချက်တွေကိုပေါက်ဆလိုက်တဲ့အခါဘာတွေဖြစ်ခဲ့လဲဆိုတော့ဝင်လင်းကအသေးစိတ်နားလည်သွားပါတယ်ခဏလောက်စဉ်းစားပြီးရင်တော့ဝင်လင်းရဲ့မျက်လုံးကတော့ပတ်သွားပြီးရှေးအောင်နှစ်ဆိုးကိုစိုက်ကြည့်က ရှေးဟောင်းနှစိုးတစ်ခေါင်ကငါရဲ့အိမ်ရှေးကိုရောက်လာတာမယူဘူးဆိုရင်နှစ်မျိုးစရာပဲသူ့ကိုသူတော်ငါလို့ထင်နေတဲ့ဆိုမှတော့သူ့ကိုငါရဲ့ဒုတိယကိုပွားအဖြစ်ထားလိုက်ရုံပဲငါရဲ့မူလခန္ဓာကိုယ်ဟာရှေးအောင်နှဖျားပထမကိုပွားကျင့်ကြံသူဒုတိယကိုပွားရှေးအောင်နှစိုးရှေးအောင်မိစ္ဆာဖြစ်တဲ့တတိယကိုပွားတစ်ခုကိုငါဖန်တီးနိုင်မလားဆိုတာတော့စဉ်းစားစရာပဲအဲ့ဒီချိန်ကျရင်သူတို့အားလုံးကိုပေါင်းစည်းတဲ့အခါရှေးခေတ်အစီအစဉ်ကိုငါပြန်သွားနိုင်မလားဆိုတာစဉ်းစားစရာပဲ ဝလင်းရဲ့နှလုံးခုန်နှုံးကမြန်လာပြီးသူစီကိုကိုရိုင်းရောက်လာတဲ့ရှီယောင်းနဆိုးကိုကြိကပြုံးလိုက်ပါတယ်ကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမြင့်တရှိပါတယ်